၅ပါးသီလဆိုတာအထင်မသေးနဲ့လူပေါင်းလူလောကရွှေခစ်တုံးကစัจကြဝဠာမင်းကကဘာကိုအုပ်ဆိုးတဲ့အခါမှာနော်လက်နဲ့ဒေနဲ့အသုံးပြုပြီးတော့ချင်းချောင်းပြီးအုပ်ဆိုးတာမဟုတ်ဘူး၅ပါးသီလနဲ့အုပ်ဆိုးတာပဲဖြစ်တယ်အဲ့ဒီစัจကြဝဠာမင်းခစ်ကဆိုရင်လူသားတွေကိုဆုံးမဩဝါဒပေးတာပါနောနဟန္တဘောတရဝရရဲ့အသက်ကိုမတတ်ကြနဲ့ အဒိနာနာတိတဗံသူမြတ်ပစ္စည်းကိုမတရားမယူနဲ့ကာမေတုမိစ္ဆာနာစရိတ္တလူတွေရဲ့ကိုချင်းတရားဂုံတိတ်ခါညှို့နှံစေတတ်တဲ့ကာမကိစ္စတွေကို မလုံးချနဲ့မုတာနပဏိတ္တတဖက်သားအကျိုးပြည့်ပြအောင်လိန်လီလိစားမပြောချနဲ့မိစ္ဆာပါဏနပတ္တဗံတေဤတဲကိုမတော့ချနဲ့လို့ဆိုရဒီ၅ချက်နဲ့ပဲတိုက်ပြေကိုအုပ်ချုပ်သွားတာ ဒီကနေ့ခင်မှာရာဇဝမှုတွေထူပြောတယ်လို့ဆိုတာကဘာမှာဘာတွေတုံးလို့မေးလို့ရှင်ကြည်လေဒီငါးခုတဲ့ဟာတွေဒီပဲကောဟာလူသက်မှုတဲ့ခိုးမှုဝဲမှုဓမြမှုတဲ့နော်ရိတ်လောက်တာတို့နော်စောကားမှုတွေလိမ့်လီလီပြမှုတဲ့ဘူးရစေဝါတဲ့ဆိုဟောငါမသိလာတယ်ကပဲလောကကြီးကိုဖြည့်ဆည်းနေတာလဲ ီ၅ပါးသီလနဲ့မဆောင်ထိန်တဲ့ပြစ်မှုတွေကဖြစ်စည်းနေတာဖြစ်တယ်။၅ပါးသီလကိုထိန်းသိမ်းဆော့ဆော့လိုက်တာနဲ့တပြိုင်တည်းပြစ်မှုတွေဟာအလွန်ကင်းသွားတယ်။ဒါကြောင့်အနဝိဆာဒုက္ခလို့ခေါ်တယ်။အဲဒီသီလလေးကိုနေ့စဉ်နဲ့များဆင်ခြင်သုံးသပ်ပေးခြင်းအပြင် ကုသိုလ်လေးဟာကျဉ်းနှူးမှုတွေကိုရလာတယ်။ဒါလည်းကမ္မထံဘာဝနာအလုပ်တစ်ခုပဲ။သီလနုဒတိဘာဝနာလို့ခေါ်တယ်။နော်ဒီပြရာတွေမဆင်ခြင်နဲ့ကိုယ့်အကူအေးအေး အချိန်အလတ်ထံနဲ့မြဒါတွေကိုစင်ရှင်သုံးသက်ချင်စင်ရှင်သုံးသက်ခြင်းအပြင်စိတ်ချနှုမှုရဒီလိုဆိုအဲငါးပါးတိလာနဲ့စိတ်ချနှုမှုရလာပြီဆိုရင်တမာရီလုပ်ငန်းလေးတစ်ခုလုပ်မယ်ဘာဝနာလုပ်ငန်းတစ်ခုလုပ်လူတိုင်းလူတိုင်းမှာစိတ်တည်ငြိမ်အောင်တမာရီကျင့်စဉ်လေးတစ်ခုကျင့်မယ်ဆိုဆိုတော့ခဏခေတ်မှာလှုပ်တဲ့လှုပ်ထိုက်တာပါတော့ဆိုခေတ်တိုင်းမှာအရေးကြီးတာမေတ္တာဘာဝနာအရေးကြီး